ညောင်လေးပင်တွင်မရိမှုကျူးလွန်ပြီးဒီလူများကိုညှက်ပါနိုင်ကျက်နေသော ပြူစောသည့်ငမျိုးပြက်ကတ်ခံရပြီးတေဆုံးကြောင်းသိရပါသည်။ဘကိုတိုင်းညောင်လေးပင်မြို့နယ်စီပင်ကျေးရွာတွင်မရိမှုကျူးလွန်ပြီးဒီလူများကိုညှက်ပါနိုင်ကျက်နေသောပြူစောသည့်ငမျိုးပြက်ကတ်ခံရပြီးတေဆုံးသွားကြောင်း Nine Stars Underground Force ဘကိုရီဂျမ်မှတာဝန်ရှိသူကပြောပါသည်။နိုဝင်ဘာလ10ရက်နေ့ညနေ9:25မိနစ်အချိန်ညောင်လေးပင်မြို့နယ်စီပင်ကျေးရွာမှာ အုတ်ချုပ်ရေးမှုလည်းဖြစ်ပြူစောဒီကောင်းဆောင်လည်းဖြစ်သူမင်းမင်းဥဤတပည့်ဖြစ်သူပြူစောဒီငမျိုးကိုဖိကတ်ခဲ့ပြီးဝဲချင်းပြီးတည်ဆုံသွားကြောင်းအလားတူရင်းနှီးရင်းပင်တရက်တည်းပြူစောဒီကောင်းဆောင်မင်းမင်းဥကိုလည်းတိခတ်ရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်သူ့ဆရာမင်းမင်းဥကို၅ချက်တပည့်ဖြစ်တဲ့ငမျိုးကို၂ချက်တရက်တည်း၂ကောင်ရှင်းလင်းခဲ့တာပါတက်ကိုဓာတ်ရိုက်သတင်းပေးနေတဲ့ငမျိုးကိုတော့သူနေတဲ့အင်းတဲ့ကနေပဲချော့ခေါ်ပြီးစစ်တောင်းပြေးမှာပဲဂျီနှစ်ချက်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်ဟု Nice Stars Underground Force ဘကုန်းရီဂျင်မှတာဝန်ရှိသူကပြောပါတယ်။တည်ဆုံသွားသောပြူစောပြီးငမျိုးမှာတော်လိုင်းအင်အားစုများ၏နေတဲ့လှုပ်ရှားသတင်းများကိုစုံစမ်းထောက်လာပြီးစစ်တပ်ထံသို့ဓာတ်ရိုက်သတင်းပေးပို့ခြင်းဗီဒူများကိုအနိုင်ကျင့်ပြီးမရေမှုအထိပါကျူးလွန်ရန်ကားနေသူဖြစ်ကြောင်းသူနဲ့မတည့်သူများကိုပြည်သက်ထောက်ဖို့ဟုအမိတက်ကငွေညှစ်ခြင်းစစ်မှုထမ်းပေါ်လာဆွဲခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရှိရပါတယ်။ဘကုန်းတိုင်းညောင်လေးပင်မြို့နယ်တွင်ပြည်သူများကိုဒုက္ခပေးနေသည့်စစ်တပ်၏ထောက်တိုင်များကို Nine Stars UG အဖွဲ့လက်လန်းမီသမျှရှင်းလင်းသွားပြီဖြစ်ကြောင်းအဆိုပါအဖွဲ့တာဝန်ရှိသူကသတိပေးထားပါတယ်။ဗီဒူများ၏မျှော်လင့်ချက်စာနာများအများဆုံးပြေဝစေရန်ဆက်လက်စ조사ရုံးကန်တက်ပွဲဝင်သွားပြီဟု ACUC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသတိပြုလိုက်ပါတယ်။ဗီဒူများ၏မျှော်လင့်ချက်စာနာများအများဆုံးပြေဝစေရန်ဆက်လက်စ조사ရုံးကန်တက်ပွဲဝင်သွားပြီဟု ACUC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကသတိပြုလိုက်ပါတယ်။နိုဘာလ9ရက်နေ့တွင်ကြာရောက်သည့်အသက်59နှစ်မြောက်မွေးနေ့အဖြစ်မွေးနေ့ဆုတောင်းပေးကြသော သက်ဆိုင်ရာဖွဲ့စည်းလူပုဂ္ဂိုလ်အယောက်ချင်းစီတိုင်းအတွက်ပြန်လည်ဆုတောင်းမြတ်တာဖို့ဂျေဇုတင်လွားတွင် ASU စီချုပ်ဘိုးချုပ်ထွန်းမြတ်နိုင်ကအချက်ပါတိုင်းတုံ့ပြန်ပြောဆိုလာခြင်းဖြစ်ပါတယ်။ ASU စီချုပ်ကမွေးနေ့ဆုတောင်းစကားများပြောပေးကြသော ပြည်သူများရဲဘော်ရဲဘက်များနဲ့မိတ်ဆွေများအားလုံးအတွက်မိမိကလည်းကျမ်းမာလုံခြုံအေးချမ်းစွာရှိကြစေရန်ပြန်လည်ဆုတောင်းမြတ်တာပို့သပေးလိုက်ပါကြောင်း။ A တမှုချုပ်တပ်တော်ရဲဘော်ရဲဘက်များရခိုင်အမျိုးသားဖွဲ့ချုပ်မှပြည်သူဝန်ထမ်းများအားလုံးကလည်း ပြည်သူများ၏မျှော်လင့်ချက်ဆန္ဒများအမြန်ဆုံးပြည့်ဝစေရန်ဆက်လက်ကြိုးစားရုန်းကန်တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း AACU စီးချုပ်၏ဂျေဇူးတင်လွာတွင်ရေးသားဖော်ပြထားပါသည်။ AA အနေဖြင့်မိမိ၏စီးရေးရည်မှန်းချက်အတိုင်းပင်ဆက်လက်ချီတက်နေဆဲဖြစ်ပြီးအာရခတ်တတော်ကရခိုင်ပြည်နယ်တွင်ရှိမြို့နယ်၄ခုကို အပြည့်အစုံတိမ့်ပိုက်ထိန်းချုပ်ထားကြောင်းစစ်တွေမြို့နယ်ကျောက်ပြူမြို့နယ်နဲ့မအောင်မြို့နယ်တို့သာတိမ့်ပိုက်ရန်ကြာရှိကြောကြောင့်တိမ့်ပိုက်ရန်ကြာရှိနေသည့်မြို့နယ်၃ခုတွင်လည်း မြို့နယ်အတွင်းရှိနေရာများစုကိုထိန်းချုပ်ထားကစစ်ကောင်စီတပ်သားများမှမြို့ပေါ်၌သာကြာရှိတော်ကြောင်းအေကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ရင်းအပြင်ရခိုင်နယ်မကွေးရက်ဆက်ရခိုင်နယ်အရာဝတီတိုင်းအဆက်ရခိုင်နယ်ပဲခူးတိုင်းအဆက်များတွင်လည်းအေကပြည်သူ့ကာကွယ်တပ်မတော်နှင့်တွဲဖက်၍အကြမ်းဖက်စစ်ကောင်စီတပ်များကိုတိုက်ခိုက်ချေမှုနှင့်ရှိကြောင်း AA ၏သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။ဒေါန်သာမြို့နယ်တမိုက်သာကြေးဝါ၌တစွဲသားသောစခန်းကိုဝင်ရောက်တိုက်ခိုက်မှုကြောင့်စစ်သား၅ဦးသေဆုံးပြီး လို့သမီးများပါဝင်ပြည်သူ၁၁ဦးကိုစစ်တပ်ကဖမ်းဆီးထားကြောင်းသိရပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်တမိုက်သာကျေးရွာ၌တဆွဲထားသောစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခဲ့ရာစစ်သား၅ဦးသေဆုံးခဲ့ကြောင်းမြန်ကြံကင်အမှတ်၃တရဲမှတာဝန်ရှိသူတူကပြောပါတယ်။နိုဘာလ9ရက်နေ့နနက်9:30မိနစ်အချိန်တောင်သာမြို့နယ်မြန်ကြံဗကာညာဦးလက်မပီတမိုက်သာကျေးရွာ၌အမျိုးသမီးပြူစောထီးများပါဝင်အင်အား60ခန့်ဖြင့်ယာယီဝင်ရောက်နေထိုင်သည့်စစ်သားကိုတွန်ဟိုင်းတပ်ဖွဲ့များကတိုက်ခဲ့ရာ အပြန်အလှန်ပြစ်ခတ်တပ်ပွဲတနိုင်ခွဲခန့်ကြာမြင့်ခဲ့ကြောင်းရင်တိုက်ခိုက်မှုတွင်စစ်သား5ဦးသေဆုံးက5ဦးအပြင်းထန်ရရှိခဲ့ပြီးဆေးရုံတို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။စကားမဟုတ်ဘူးတမိုက်သာရွာမှာတက်ဆွဲထားတာပါ။အပြစ်သားမသိနိုင်ခဲ့ပါဘူး။နောက်ဆက်တွဲထွက်တိုးသေးကြတော့မရှိဘူး။ကြာဖို့တမိုက်သာမင်းကျိုကတောင်သာမြုပ်နယ်ထဲမှာပါဟုရင်ကျန်ခင်အမှတ်3တရင်မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရင်ကျန်ခင်အမှတ်3တရင်မှတိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းအကြမ်းဖက်စစ်သားများတေဆုံးနေသည်ကိုမျက်မြင်တွေ့ရှိခဲ့ရတော့လေမြေပြင်အနေထားအရလက်နက်ကောက်ယူနိုင်ခြင်းမရှိကြောင်းထုတ်ပြန်ထားပါတယ်ထို့သောတထိုက်ခံရမှုကြောင့်ဂျာဘုတ်ကျေးရွာတွင်တနက်များပြစ်ဖောက်ပြီးလက်ဖေးဆိုင်မုံခါဆန်ညမှလူငယ်6ဦးနဲ့မင်းတို့ကျေးရွာမှာလည်းအမျိုးသမီးများပါဝင်ပြည်သူ9ဦးကိုပေါ်တော်ဆွဲဖမ်းဆီးသွားကြောင်းသိရှိရပါတယ်ညောင်ချောက်မှာရခိုင်ရိုးပေါ်သို့စစ်ကြောင်းထိုးရန်စေလုခံရသည့်စစ်ကောင်ရှင်တပ်ဖွဲ့ဝင်များအလုံးအချင်းနဲ့ထွက်ပြေးနေ၍ အင်အားထပ်မံပို့ဆောင်ပေးနေရကြောင်းသိရပါတယ်။ဗဒောင်းမြို့နယ်ညောင်ကျိုးနဲ့ညောင်ချေတော့စစ်နေတာတွင်ရခိုင်ရိုးပေါ်တို့စစ်ကြောင်းထုံးရစေလွတ်ခဲ့သည့်စစ်ကောင်ရှင်တပ်ဖွဲ့ဝင်များအလုံးအရင်းနဲ့ထွက်ပြေးနေ၍စစ်ကောင်ရှင်ကလိုက်လံရှာဝေကာအင်အားထပ်မံပို့ဆောင်ပေးနေရကြောင်းသိရှိရပါတယ်။ပြီးခဲ့သည့်နိုဝင်ဘာလ၄ရက်နေ့တွင်ရိုးပေါ်တို့စေလွတ်လိုက်သည့်စစ်ကောင်ရှင်စစ်ကြောင်းမှတပ်ဖွဲ့ဝင်90ခန်းမှလက်နက်များနဲ့တကွထွက်ပြေးသွားကြောင်းသိရှိရပါတယ်။စင်နာနဲ့ညောင်ချေတော့ကြားမှာအခြေပြုနေတဲ့အဲဒီကတော့ဆင့် စင်အောက်တွေဖြစ်တင်းဖို့တောက်လျှောက်လုပ်နေရတယ်။အုတ်ရွှေပင်လမ်းကိုမတုံးတော့ပဲ29မိုင်လမ်းဟောင်းကောင်တွေလှုပ်ရှားနေတာလက်နက်ကြီးစခန်းတွေပါပြင်ဆင်ပြီးတော့စီးရီးသတင်းရင်းတဲ့ကပြောပါရယ်။စစ်ကောင်မရှင်သည်စင်အောက်ဖြစ်တင်းမှုလှုပ်ဆောင်ရန်အတွက်အုတ်ရွှေပင်လမ်းကိုအသုံးပြုခြင်းမရှိတော့ပဲအခြေပြုတက်ဆွဲထားသည့်29ကလမ်းမိုင်ဟောင်းကိုလာအသုံးပြု၍အင်ဂျင်မြောင်တစ်လျှောက်အခြေပြုကအင်အားဖြစ်တင်းမှုများလှုပ်ဆောင်နေကြောင်းသတင်းရင်းတဲ့များထံမှသိရှိရပါရယ်။စစ်ကောင်မရှင်သည်ပကံခွဲကျေးရွာနေရှိ ၎င်းတို့666ပွင့်ကုန်းစကန်ထိုးစစ်ဆင်တိုက်ခိုက်ခံရပြီးနောက်ပွင့်ကုန်းအနီးတဝိုက်ရင်းသားမကညောင်ချောက်အနီးတို့ပါအင်အားဖြစ်တင်းမှုများဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။စစ်ကောင်ရှင်သည်၎င်းတို့ရွေးကောက်ပွဲကျင်းပရန်ပေါ်ပြတ်ထားသည့်တောင်ကုတ်ကိုနယ်မြေစိုးမှုမှုပြန်လည်ရယူရန်အတွက်ညောင်ချိုးစကန်နဲ့ဒေသတော်ကြောကိုပါတပ်ဖြတ်နိုင်ရန်ကြိုးစားလျက်ရှိကြောင်းသိရပါတယ်။တို့ရရင်နေရာစုမှတရင်တပ်မများ၏ထုံထုံအင်အားများနဲ့ စစ်မှုထမ်းတင်နာစင်တပ်သားတွေများရဲတော်တင်နာပေးထားသည့်ပြည်သူစစ်ပြူစောတီများကိုအုံပြုနေရသည့်အတွက်စစ်ကြောင်းစင်လို့ရတွင်အစုလိုက်အပြုံလိုက်ထွက်ပြေးမှုများဖြစ်ပေါ်နေကြောင်းတရင်ရင်းမြစ်များထာမှသိရှိရပါသည်မရီယာဆယ်ရော်ဂျီနဲ့လေကြောင်းရံကာကွယ်ရေးတပ်ကိုစစ်ကောင်ရှင်ကပြန်လည်ထိန်းချုပ်ထားပြီးတပိတ်ချင်းသို့ဝင်ရောက်လာနိုင်ကြောင်းတီးရပါတယ်။မာလီတိုင်းမရီယာမြို့နယ်ရှိတော်လှန်ရေးတပ်ဖွဲ့များတင်းယူထားသည့်ဆယ်ရော်ဂျီရေလောင်တမာနဲ့နေမြေခံတပ်ဌာနချုပ်များကိုစစ်ကောင်ရှင်ကပြန်လည်တင်းယူလိုက်ကြောင်းတီးရှိရပါတယ်။စစ်ကောင်ရှင်က စီရေးအရာအရေးပါသည့်ဆယ်တော်ကြီးရေလောင်တမနဲ့နေမြေခံတပ်ဌာနချုပ်ပဝန်ကျင်အလုံးကိုပြန်လည်တည်ယူလိုက်ပြီးဖြစ်ကြောင်းနိုဘာလ9ရက်နေ့ထုတ်စစ်ကောင်ရှင်ဝါရဖြတ်တင်းစားများတွင်ဖော်ပြထားပါသည်။မိုးကုန်းနဲ့မိုးမိတ်အခြေအနေတွေနဲ့တိုင်မပတ်သက်ဘူးမတရားကိုအရင်ကတည်းကနေပြည်တော်ကတပ်တွေနဲ့အင်အားဖြည့်ထားတာအခုစစ်တပ်ကတပိတ်ချင်းမကူအာယုံ စိုက်လာပြီးတပိတ်ချင်းတဲ့စစ်ကြောင်းတွေဝန်လာနိုင်ခြင်းရှိတယ်ဟုစစ်ရေးတရင်ရင်းတွေကပြောပါသည်။ စစ်ကောင်ရှင်သည်စေတော်ကြီးရေလောင်တမန်ကိုပြန်ရရန်အတွက်ပြီးခဲ့သည့်အောက်တိုဘာလ20ရက်နေ့မှစ၍စစ်ကြောင်း၅ကြောင်းခွဲ၍ထိုးစစ်ဆင်ထိုက်ခဲ့ကြောင်းဆိုထားပါသည်။မရီယာနိုနှင့်အနီတဝိုက်ကိုရမ်းမြောက်ရှိ TNL နှင့်စစ်ကောင်ရှင်တို့၏အပြစ်ရစဲခြင်းမတိုင်ခင်ကတည်းကဝန်းရောက်ပိတ်ဆို့ထားခြင်းဖြစ်ပြီးအဓိကအားဖြင့်စစ်ကောင်ရှင်၏တပ်ဖွဲ့များသည်စေတော်ကြီးစတင်တောင်စသည့်နေရာများကိုပါပိတ်ဆို့ထားပြီးဖြစ်ပါသည်။စေတော်ကြီးအထူးတပ်ဖြန့်ထားသည့်စစ်ကောင်ရှင်သည်အလဲပိုင်းနိုင်စစ်ဌာနချုပ်လပခါ၏နေနေခံဖြစ်သည့်လေကြောင်းရံကာကွယ်ရေးတပ် နောက်ကတာတစ်တုံရတစ်လေးကိုပါပြန်လည်ထိန်းချုပ်လိုက်သည့်အတွက်မဒီယာမြို့နယ်တစ်ခုလုံးဒီပါပြန်လည်စုမှုထားနိုင်သည့်အခြေအနေကိုရောက်ရှိသွားပြီဖြစ်ကြောင်းဒေသခံများထံမှသိရှိရပါသည်စစ်ကောင်စီတပ်ကနေပြည်တော်တိုင်းစစ်ထနာချုပ်နပါတိုင်းလုံခြုံရေးတပ်ခလာရ85ကိုမဒီယာနဲ့မာလေးအထက်ပိုင်းသို့အင်အားဖြည့်ထားပြီးရှမ်းမြောက်မှပြန်လည်ခေါ်ထုတ်လာသည့်တပ်များကိုပါမဒီယာတွင်အင်အားဖြည့်ခဲ့ကြောင်းသိရှိရပါသည်ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကရှမ်းမြောက်မှတပ်ဖြတ်ဆင်းလာသည့်အင်အားပြည့်ပါစစ်ရင်သားများသည်လည်းမဒီယာကိုဝင်ရောက်ခဲ့ကြောင်းသိရှိရပါသည် စစ်ကောင်းရှင်သည်မရီယာကိုစစ်ကြောင်း၅ကြောင်းဖြင့်ထိုးစစ်ဆင်ခဲ့ပြီးတိုက်ပွဲကြီးငယ်ပေါင်း52ကြိမ်ထိဖြစ်ပွားခဲ့သည်ဟုထုတ်ပြန်ထားပါသည်။အမြန်လား0မှန်စစ်ဆေးဂိတ်တွင်စစ်ဆေးမှုတင်းကျပ်ကမှတ်ပုံတင်မပါရင်ရဲစခန်းထောက်ခံစာပါရှိရမည်ဖြစ်ကြောင်းသိရပါသည်။စေအိုစု၏အတူရောက်ရွေးကောက်ပွဲနီလာချိန်တွင်ရန်ကုန်မှလင်းအမြန်လားမှကြီး0မှန်စစ်ဆေးဂိတ်တွင်စစ်ဆေးမှုတင်းကျပ်နေပြီးခီးတယ်များအနေဖြင့်ဖို့ပုံတင်မပါရင်ရဲစခန်းထောက်ခံစာပါရမည်ဖြစ်ကြောင်းတင်ရရှိပါသည်။ခီးတော်ပြည်သူများအနေဖြင့် ွက်ပုံတင်ပျောက်ဆုံးလင်ရဲစခန်းတွင်ပျောက်ဆုံးကြောင်းရှောက်ထားပြီးရဲစခန်းထောက်ခံစာပါရှိရမည်ဖြစ်ပြီးမှတ်ပုံတင်မလဲရသေးလင်မှတ်ပုံတင်လဲထားရမည်ဖြစ်ကြောင်းခီးသောပြည်သူတို့ကပြောကြားပါသည်မန္တလေးမှရန်ကုန်သို့အလုပ်လုပ်ရလာသည့်အမျိုးသမီးနှစ်ဦးတွင်မှတ်ပုံတင်မပါဘဲရဲကထောက်ခံစာသာပါသဖြင့်0မိုင်စစ်ဆေးဂိတ်တွင်စစ်သားအရာရှိတို့ကစူးစဲပြောဆိုကြောင်းအဝေးကြီးရင်မောင်းတို့ကပြောကြားပါသည်ရဲကပွဲနီးလာတော့မှတ်ပုံတင်ပိုဆက်လာသည်မှတ်ပုံတင်မပါရင်ရင်လိုက်တွေကိုခီးတယ်မတင်ဖို့လည်းပြောထားတယ် ဖတ်ပုံတင်ပြောင်းရင်ရဲစခန်းထောက်ခံစာပါပဲယောက်ျားလေးတွေဆိုပုံစံထိုင်ရတယ်မိန်းကလေးကတော့ပြောဆိုပြီးပြန်လွတ်တာပေါ့ရန်ကုန်အဝင်နောက်ကျရင်နှစ်မိုင်လောက်ကားတန်းစီရတယ်ဟုလည်းကောင်းကဆက်လက်ပြောကြားပါတယ်လက်ရှိတွင်စစ်ကောင်ရှင်ကျင်းပသည့်အတူရောင်ရွေးကောက်ပွဲအတွက်ပြည်သူများမဲဆန္ဒပိတ်ခွင့်မဆုံးဆုံးစေရဟုဆိုကာဘန်ခင်းလန်းစီမံချက်အဆင့်၃ဖြင့်နိုင်ငံသားစစ်စေးကပ်ပြားနဲ့ UID စမတ်ကံများကိုစစ်ကောင်ရှင်လက်အောက်ခံတွင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်